ရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါ။စောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ။မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းခိုဆို့ ္ဂလာမနက်ခင်းပါရှင်ကျမကတော့ချီချူဆမ်းပါ DBPU မြန်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်တနင်္သာရီမြို့နယ်ထဲကတိတ်ခိုးရွာရှေ့တန်းဆင်မနာပြေမှာအခုနှစ်အတွင်းကအမျိုးသားစီယုံ KNU တက်မဟာလေ KNL တက်ရင်စီဘက်ပြောင်းခူလုံလာတဲ့စစ်ကောင်စီတပ်သား42ယောက်ရှိခဲ့တယ်လို့ KNU တက်မဟာလေကတစင်သိရပါဗျာ အဲ့ဒီအထဲက6ရောက်ကိုတော့ဌာနငံထဲကိုပို့ဆောင်ပေးခဲ့ပြီးကျန်တဲ့36ရောက်ထဲကတချို့ကစစ်တပ်ကိုပြန်လည်တက်ခိုင်းနေကြပြီးတချို့ကစိုက်ပျော်ရေးမွေးမြူရေးဘက်မှအကူအညီနေကြတယ်လို့ဆိုပါရယ်အဲ့ဒီဘက်ပြောင်ခလုံလာသူထဲကတချို့ကအတင်းအဓမ္မတက်သားစုဆောင်ခက်ခဲရတာဖြစ်ပြီးတက်ထဲမှလည်းအဲ့ဒီတက်သားတွေကိုအကာအကွယ်ယူပြီးစစ်ကြောင်းထိုးတာတန်းနီခေါ်စစ်သားကြီးတွေကအနိုင်ကျင့်မှုတွေရှိတာကြောင့်အခုလိုဘက်ပြောင်လာခဲ့ရတာလို့လည်းဌာနငံရင်နောက်အချုပ်ထောင်ကနေ မြန်မာနိုင်ငံကိုပြန်ပို့ခရရတဲ့အချိန်မှာစစ်မှုထမ်းအဖြစ်စုဆောင်းခံခဲ့ရသူတယောက် ကပြောပါရရှင်။ဖြတ်သိမ်းခလိုက်ရတဲ့ NDF ပါတီကကိုစလဲလောင်35ယောက်ဟာအနာသိစစ်တပ်ကကျေပါမဲ့ရွေးကောက်ပွဲကိုတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်းပြသွားမှာဖြစ်တယ်လို့တခြားပါတီတွေကနေလည်းဝင်ပြိုင်မဲ့သူတွေရှိတယ်လို့တွဲဘက်ဥက္ကဋ္ဌဟောင်းကပြောပါရယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရဆောင်ရွက်ရမယ့်ပြဋ္ဌာန်းချက်တွေကို လိုက်နာမှုမရှိတာကြောင့်ပါတီဖျက်သိမ်းခံလိုက်ရတဲ့မြို့သားဒီမိုကရေစီအင်အားစုပါတီ MDF ပါတီကဝင်ရောက်ရှင်ပိုင်ကြဖို့စီစဉ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေက35ရောက်ပါတတိပုဂ္ဂလအနေနဲ့ဒီနေ့အကုန်အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပိုင်မှုရှိတယ်လို့အဲ့ဒီပါတီရဲ့တွဲပတ်ဥက္ကဋ္ဌဟောင်းကပြောပါတယ်တချို့သောကိုယ်စားလှယ်လောင်းတွေကတော့ပြည်သူပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ရှမ်းနဲ့တိုင်းဒေသများဒီမိုကရက်တစ်ပါတီတွေတဲ့ကိုဝင်ရောက်သွားခဲ့ပြီးအဲ့ဒီပါတီတွေစီကနေရွေးကောက်ပွဲဝင်ပြိုင်ချမဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်ကတော့ပါတီတွေအနေနဲ့ဟိုဝင်ရောက်ရှင်ပြိုင်စေချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဟိုတတိပုတ်ကလောက်ဆိုအားနေမှာဆိုလို့ဒါပေမဲ့မဟုတ်ဘူးကိုဟာနဲ့ကိုပဲ အဲ့လိုပဲပြိုင်ကျင်တယ်ပေါ့ကိုယ့်ပါတီမှမဟုတ်ရင်တော့မပြိုင်ဘူးဆိုတဲ့လူတွေလည်းရှိတယ်အဲ့ဒါမပြိုင်မှန်းကြိုင်ခဲ့တဲ့လူလည်းအများကြီးပေါ့နော်ဒီလွတ်တော်ပြန်ပေါ်လာတဲ့နဲ့တပြိုင်နဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးပုံတံတန်ပြန်ချိန်သွားမယ်ပြန်ချိန်သွားတဲ့အခါကျလို့ရှင်လွတ်တော်ထဲမှာကျွန်တော်တို့ထိုက်တန့်အားလျော်တဲ့အဲအမတ်တွေရှိခဲ့တယ်ဆိုလို့ရှင်ကျွန်တော်တို့ကဟို check and balance ကိုတည်တည်ချာချာလုပ်နိုင်မယ်ပေါ့အဲလူတို့ကိုအကျိုးမရှိစေတဲ့ဟလာလူတို့ဒုက္ခများစေမဲ့ဥပဒေတွေမဖြစ်အောင်ရှိနေတဲ့ဟာတွေဆိုလို့ရှင်လည်း ဟိုပြန်လဲပြန်ဆက်နိုင်အောင်ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားခဲ့တာပေါ့ဒါတွေတည်ဆဆာလောက်လောက်ဖို့စဉ်းစားခဲ့တာဒီဟာတွေကိုလက်မလျှော့ဘဲနဲ့ဆက်ပြီးလောက်ဖို့ပေါ့လက်ရှိနိုင်ငံရေးအခြေအနေအရရန်ကုန်မဟုတ်တဲ့တခြားနယ်တွေမှာဝင်ရောက်ရှိနိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေဟာအခက်အခဲအကြံအသည်မျိုးစုံရှိနိုင်တယ်လို့လူလူစီကိုတရင်စကားတွေရောက်ဖို့အင်တာနက်ဆာမျက်နှာတွေကနေတဆင်ဖြန့်ဝေနိုင်မဲ့ဤလန်းတွေကိုရှာဖွေဖို့လိုတယ်လို့ဆိုပါတယ်။ NDF ပါတီကလည်းဝေရောက်ရှင်ပြိုင်ခွင့်မရတဲ့ တတိပုဂ္ဂလကိုယ်စားလှယ်လောင်း35ရောက်ဟာရန်ကုန်မန္တလေးပဲခူးဧရာဝတီတနင်္လာရီနေ့ရှမ်းပြည်နယ်တွေကနေဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့ဥထအောင်ကျော်ကပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအသေးတွေကိုရွေးကောက်ပွဲနီလန်းကနေသတင်းအရသာအစိုးရပပောက်လာမှာဖြည့်ရှင်းလို့ရနိုင်မှာဖြစ်တာကြောင့်မဲပေးပိုင်ခွင့်ရှိတဲ့သူတွေအနေနဲ့မဲမပေးဘူးဆိုရင်အဲ့ဒီအခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်လို့ ဒါတွေကိုတင်ပြဆွေးနွေးနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရှိဖို့လိုအပ်တာကြောင့်ပါတီဖြတ်သိမ်းခံလိုက်ရပေမဲ့တတိပုဂ္ဂလအနေနဲ့ဒဂုံမျိုးနယ်မြောက်ပိုင်းပြည်သူ့လွှတ်တော်ကလည်းဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ဦးဝင်းသိန်းဟန်ကပြောပါတယ်။နိုင်ငံရေးရဲ့ပြည်သူ့အရေးကိုတောက်ဆိုရင်ဒီတိုင်းပြောနေရင်လက်ဖက်မှာဆိုင်မှာပြောနေရောလက်ဖက်ရည်ဆိုင်ရဲ့စကားဝိုင်းပဲဖြစ်မှာပေါ့ဗျာ။တော်တော်လည်းမှာသွားပြောရင်အကဲရွေးချက်ခံတဲ့တော်တော်မှာသွားပြောရင်ဘာပဲပြောပြောကျွန်တော်တို့ကတရားဝင်ဖြစ်တယ်တရားဝင်တောက်ဆိုမှုတွေဖြစ်လာမယ်ပြည်သူအရေးအတွက် တကယ်အမှန်တကယ်ပေါ့နော်တရားဝင်တောက်ဆိုတိုင်ခွင့်ရှိမယ်အကြေးမလို့ပေးအောင်မတန်းတင်ထားရှိမှုတွေအစိုးရတသွင်းမှုတွေကျွန်တော်အများကြီးပြုလုပ်နိုင်မယ်ပေါ့အဲ့တော့ပြည်သူလူထုကိုယ်တိုင်ကဟိုဒီမိုစီရဲ့သဘောတရားအရာရွေးချယ်ပိုင်ခွင့်နဲ့သူတို့ကိုဖြစ်ရှင်တဲ့လူကိုဖြစ်မြောက်ပိုင်ခွင့်ရှိတယ်ဆိုရဲသဘောထားရှိတယ်လေအဲ့တော့ပြည်သူလူထုကိုကျွန်တော်ကတော့မဲပေးပါပေါ့မဲပေးမှမှာတဲ့ကိုကြိုက်တဲ့လူကိုဘာပြောကိုကိုစားပြီးမဲ့လူကိုရွေးချယ်ပိုင်ခွင့်ရှိဖို့ရှိနေတယ်ပြည်သူလူထုမှာအဲ့တော့ကျွန်တော်ကတော့မဲပေးပါပါဘာပဲဖြစ်ဖြစ်ဒီအလှည့်ကောင်းတစ်ခုဖြစ်အောင်တော်တော်ကြီးတစ်ခုပြန်ပေါ်လာအောင် ဆိုတော့ကျွန်တော်တို့ကတော့နော်မဲပေးတင်တယ်မဲပေးမှပဲအခုဖြစ်နေတယ်ကျွန်တော်တို့ဖြစ်နေတယ်ဒိုမီနို effect ပေါ့ဒီဒိုမီနို effect ကိုကျွန်တော်တို့အားလုံးကိုတက်နိုင်ကြမြောက်ကျွန်တော်တို့ဖြတ်ပြီးတော့လိုက်ထိန်းလို့ရမယ်ပေါ့ဗျာအနာသိစ်ကောင်စီကခန့်ထားတဲ့ရုပ်ောက်ပွဲကော်မရှင်ကအနာသိစ်တက်ကအတိပြန်ရေးဆွဲလိုက်တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြန်ပြီးမှတ်ပုံမတင်တဲ့2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအပြင်ပါတီစုစုပေါင်း80ကျော်ကိုဖျက်သိမ်းခဲ့ပါတယ်။ လက်ရှိမှာတော့အာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီ58ပါတီရှိပြီးစစ်တပ်ကထောက်ခံတဲ့ပြည်တော်စုချက်ခိုင်ရင်တဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စလဲလောင်းတထောင်ကျော်နဲ့အများဆုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာကရနီပြည်နယ်မှာစစ်ကောက်စီတပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အော်တိုဘာလတလတာအတွင်းပြည်သူ9ယောက်သေဆုံးခဲ့ရတယ်လို့ကရနီလူအခွင့်အရေးအဖွဲ့ကနိုဝင်ဘာလ9ရက်မှာထုတ်ပြန်ပါတယ် စစ်ကောင်စီတပ်ရဲ့ drone နဲ့ဗိုလ်ကျဲတိုက်ခိုက်မှုကြောင့်အမျိုးသား၃ယောက်နဲ့ကြားမခွဲခြားမသိရသူ၁ယောက်သေဆုံးပြီးစစ်တပ်ကတပ်ဖြတ်တဲ့အတွက်အမျိုးသား၂ယောက်နဲ့အမျိုးသမီး၁ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ Greeny မှာစစ်တပ်ကလူခွေရေချိုးဖောက်တာတွေအများကြီးလုပ်နေပြီးလေရင်သံကြားတာနဲ့ကြောက်နေရတယ်လို့စစ်ရှောင်းအမျိုးသမီး၁ယောက်ကပြောပါတယ်။ဒါအပြင်လေချောင်းကနေပုံကျဲတာလက်နဲ့ကြီးနဲ့ပြစ်ခတ်တာ drone နဲ့ပုံကျဲတာမိုင်းနေမိတာတွေကြောင့်မြို့သားရှိရောက် မြို့သမီးလေးယောက်16နှစ်အလုံးငယ်6ယောက်နဲ့ကြားမခွဲခြားမသိရသူ3ယောက်စုစုပေါင်း21ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကအောက်တိုဘာလထဲမှာစစ်ပေးရှောင်းတဲ့ဒေသခံတွေစိုက်ပျိုးထားတဲ့စပားနဲ့စိုက်ပျိုးသီးနှံတွေမရေသိမ်းနိုင်ပဲစာနာရိတ်ခပြက်လက်အောင် စပားရဲမဲ့ပြည်သူတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ပြီးလက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့သိရပါဗျ။ ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်ကုတ်ခိုင်မြို့နယ်နံဖက်ကရွာနေဝင်းကျင်းမှာမိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက်စပားခင်းအများပြားပြက်စီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။နေမြုပ်သွားတဲ့လေအေကအရေအတွက်တိကျကိုမသိရသေးပေမဲ့တချို့ကရေထဲနေမြုပ်တာနဲ့မကပဲရိုက်ထားပြီးပုံဖို့ပြင်ဆင်နေတဲ့အချိန်မှာမိုးရွာလာတဲ့အတွက်ကောက်လိုင်းတွေမျောပါကုန်ပြီးအပင်တွေပြန်ပေါက်ကုန်တယ်လို့ဒေသခံလေသမားတယောက်ကပြောပါတယ်။ နှစ်ဖက်ကဒေတာတစ်ခုလုံးဟာချောင်းနဲ့နေတဲ့အတွက်လက်ကွက်တွေပြက်စီမှုများတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဒါပြင်မူဆယ်မြို့နယ်ထဲကတီးမရွာဘက်မှာလည်းစပားဖို့တချို့ရေနှမြုပ်တာတွေရှိနေတယ်လို့ဒေတာကန်တွေကပြောပါတယ်ရှင်။စစ်ကောင်မရှင်ရဲ့အခြေခံရည်ညွှန်းစပားဈေးကတောင်သူတွေအတွက်အားကိုးလောက်တဲ့ဈေးဖြစ်မလာပဲအရှုံးပေါ်တဲ့ဈေးသာဖြစ်လာတယ်လို့တောင်သူတွေကပြောပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ စစ်ကော်မရှင်က2025မူစပါနဲ့2026မူစပါအတွက်အခြေခံရည်ညွှန်းစပါးစီကိုစပါအချောက်အတန်းတသိန်း46ကိုစပါတင်းတရာကို73,500စီထုတ်ပြန်လိုက်ပြီးဒီစည်းရတောင်တူတွေအတွက်စပါဆက်လက်စိုက်ပျိုးဖို့ရင်နှင်းလာတဲ့အခြေအနေကိုပိုပြီးပြိုလဲလာစီမှာဖြစ်ပါတယ်။လက်တလောစပါရိတ်ချိန်မှာမုံအဆက်မပြတ်ရွာသွန်းနေတဲ့ရန်ကုန်ဘကူအေအိုဒီရလက်သမားတွေဟာစပါမပြတ်ဖို့ရင်တမမနဲ့ဆုံးချနေကြရပါတယ်။မရဘူး။မရဘူးဆိုတာ ဒီဟုတ်တာမိုးတဘာကိုလူတို့လူတဘာပြန်ဆက်ဖို့လေဓမ္မအားခဲတဲ့ခါကျတော့ဒီစည်းနဲ့ကြစိုက်ဖို့စဉ်းစားပါကြီးမစိုက်နိုင်ကြတော့ဘူးပေါ့သူကလူဘက်ကျတော့ဒီကောက်7000လောက်ပုံဘုရားသိကလူတဘာဆိုင်ဖို့ကျတော့ဒီကောက်7000လောက်ပုံတယ်7000လောက်ပုံတဲ့ခါကျတော့အခုဒီမိုးတဘာကိုသူတို့မိခိုးပြီးဒီစည်းတက်မှတ်လိုက်လို့ဆိုရင်လူစိုက်မဲ့လူနေရောမှာပေါ့သူကအခုဘာခံလာလဲဆိုတော့ကောင်ကြီးက30တိန်30 30တိန်လောက်ရောင်းရတယ်နိအခုလေဓမ္မကကောင်ကြီးပါလေလေဓမ္မကျတော့မြတ်သွားပြီကောင်ကြီးပါလေလေဓမ္မကျတော့သူကအမြတ်အမြတ်နဲ့လေးရှိသွားပြီ ောင်ရင်းမှာပါတယ်အကျန်းသမားကျတော့သူကအဆုံးဘက်ကိုသွားတယ်ပြီးခဲ့တဲ့2025မိုးစဘာရသည့်အစမှာစဘာအဟောင်းစည်းကွက်တွေကအစာကျဆင်းနေတယ်လို့အိန္ဒိယနိုင်ငံကစံတန်ချိန်24တန်းကိုထုတ်ရောင်းလာတဲ့အတွက်ကမ္ဘာစံစည်းရတန်ကိုဒေါ်လာ100ကျော်ကျဆင်းခဲ့ပါတယ်ဒီအခြေအနေကမြန်မာစံ exporter တွေစံတင်ဖို့ရောင်းချဖို့အခက်အခဲတွေဖြစ်လာပြီးစဘာမပေါ်ခင်ကတည်းကစံစဘာကုန်တဲ့အချင်းချင်းစဘာပေါ်ချိန်ဝယ်ယူရေးမှာတတိထားဖို့တတိပေးပြောဆိုတာတွေရှိခဲ့ပါတယ် စပါစီစတိုက်ကြဆင်းလာတဲ့အပြင်လုတာရှပါတာဒွိအားစုဈေးမြင့်တာတွေကြောင့်တောင်တူတွေဟာစပါအရင်တွင်းနဲ့အထွန်းလုံးတိုးအောင်စနစ်တကျမစိုက်ပျိုးနိုင်တော့တဲ့အကျွတ်အထွန်းလုံးတွေကြဆင်းလာတယ်လို့ဒွိအားစုကုန်ကြဈေးကရှော့ချပေမဲ့အသက်ဈေးမှာပဲရှိနေလို့ရောကြလာတာမရှိခဲ့ပါဘူးဒါကြောင့်မိုးစပါတဲ့အေကကိုစစ်ကော်မရှင်ကမန်တိုင်အထွန်းလုံးတင်းတရာတတ်မှတ်ထားပေမဲ့ပြင်းပြတင်း90လောက်သာချွတ်လာပါတော့တယ်စပါတင်းတရာကုန်ကြဈေးက အနည်းဆုံး၁၂တိန်းလောက်ဖြစ်လာပေမယ့်ပြီးခဲ့တဲ့2025ဧပြီလအတွင်းအချောက်ကျဲစိုက်ပျိုးချတဲ့စပါးရီစက်တင်ဘာလပေါ်ချိန်မှာစပါးတင်းတရာကို၁၈တိန်းခွဲ၉တိန်းတာပေါက်စီရှိလို့ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တဲ့အခြေခံရင်းညွှန်းစပါးစီဖြစ်တဲ့ချက်ကိုတင်ခွဲအောင်ကြဆင်ခဲ့တာဖြစ်ပါတယ်။လက်တလောစစ်ကော်မရှင်က2025မူစပါနဲ့2026နူစပါရသည့်အတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရင်းညွှန်းစပါစီကလည်း မူရင်ထဲမှာအဆူရိပ်ရမယ်လေသမားတွေအတွက်စပါအချောက်အတန်စေးတမတ်ထားတဲ့ရင်ညွှန်းစေးအောက်ကျဆင်းလာမှာဖြစ်တယ်လို့ဝဲသူရှားတဲ့အချိန်တွေနဲ့လည်းရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ဒီအချိန်တွေဟာရာသီဥတုကြောင့်စပါအချွန်းတုံကောင်းမှုနဲ့လာမယ့်ຫນွေစပါစိုက်ပျိုးချုပ်လုံးမှုကိုကြီးခိုက်လာစေမှာဖြစ်တယ်လို့တောင်သူတယောက်ကသုံးသပ်ပါတယ်။အဲ့တော့မြေဒီပါညာပြေးပြီးတော့ဒေတာရှယ်ဆိုင်တာဒေတာရှယ်ကုန်တာပေါ့ဒေတာရှယ်မွဲတာပေါ့လေ ဲ့လိုအများစုဟာဒီပုံစံဖြစ်တဲ့အခါကျတော့ဘယ်သူကဒီလေစပါးထွက်ဖို့ကိစ္စကိုအားထုတ်မှန်တဲ့လုံးဝဆက်ပြီးတော့လုပ်တော့မှာတော့ဝိကြည်တန်းကြီးပေါ်ရကြီးလည်းကြားလည်းမမရလည်းအရင်ပဲဆိုတော့အထိခိုက်နေတဲ့နှုံးလောက်ပဲဝိကြည်တန်းကြီးရဲ့ဝိကြည်တန်းကြီးဆက်လင်းမောင်းမြလေးချင်းပြီးတော့ငွေရအချောက်ချင်းအဲ့တော့လေဒီစပါးဘလို့ထွက်မယ်ဘယ်လိုလဲဒီလိုအခြေအနေတွေကြောင့်စိုက်အေက15တန်းအထိလုတ်ကင်နေတဲ့မိုးစပါးလုပ်ငန်းဟာစနစ်တကျပြူထောင်ကောက်ဆက်ရာကနေအစိုးကျဲပတ်ဆက်ပြိုးတဲ့စနစ်ကိုချဆင်ခဲ့တယ်လို့ အခုအခါမှာတော့ပိုဆိုးလာတဲ့အချောက်ကျဲပတ်စိမ့်ပြူပြီးကုံကြဆင်းကိုအစင်စင်လျှော့ချလိုက်ပေါင်းပင်တွေကြားစပါရှာရခက်တဲ့အခြေအနေကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်ဆက်အီကနတန်းရှိပြီးဆက်အီအတွေ့ကောင်းမွန်လို့အားထားဆက်ပြူရတဲ့ညွေစပါဆက်ပြူရေးလုပ်ငန်းကလည်းစစ်ကော်မရှင်ကဆက်အီကတန်းအထီးတုံးမြင့်ဖို့ရည်မှန်းချပေမဲ့အကျိုးအမြတ်ရစပါဆက်ပြူဖို့ခက်ခဲလာတဲ့အတွက်မူလဆက်အီကကိုပြင်မြင်အောင်ဆက်ပြူနိုင်ဖို့ပူပီးခက်ခဲလာမှာဖြစ်ပါတယ်။ စစ်ကော်မရှင်ကစပါးဆက်ပြိုးရာဒေသတွေမှာလယ်ရီကိုမလက်ချဖို့ဆိုင်းပုတ်တွေထောင်လာကြတာကတောင်သူတွေစပါးဆိုက်ဖို့ခက်ခဲလာတဲ့အခြေအနေပေါ်မှာမဆိုင်မပြိုးပဲလက်မနာရဲတဲ့အခြေအနေတွေဖြစ်လာပါတယ်။တောင်သူတွေမှာအခက်ခဲတွေပိုပြီးကြက်တဲလာနေပေမဲ့တောင်သူလက်သမအခွင့်ရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေအရဖွဲ့စည်းထားတဲ့ဥဆောင်အဖွဲ့ကချုပ်ပြန်လာတဲ့အခြေခံရည်ညွှန်းစပါးစီကလည်း တောင်တူတွေအတွက်တက်တာရမဖြစ်ပဲဘူးလေးရဖုံစင်တယ်လို့စင်ပါပြိုလဲရတဲ့အခြေအနေကိုရောက်ရှိစေပါတယ်ကျမဟနာပါအမေရိကန်ပြည်ထောင်စုဟာဒေသတွင် ခြိမ်းခြောက်မှုတွေကိုတွန်းလှန်ဖို့တောင်ကိုရီးယားမှာတပ်ဆွဲထားတဲ့အမေရိကန်တပ်ဖွဲ့တွေအတွက် ြောင်းလွယ်ပြင်လွယ်ရှိမှုကိုကြီးမားဖြစ်ပေမဲ့တောင်ကိုရီးယားနဲ့မဟာမိတ်အဖွဲ့ရဲ့အဓိကအချက်ကမြောက်ကိုရီးယားကိုဟန်တာဖို့အာရုံစိုက်နေမယ်လို့အမေရိကန်ကကွယ်ရေးဝန်ကြီးပီထက်ဇက်ကနိုဝင်ဘာလ၄ရက်မှာပြောလိုက်ပါတယ်မြောက်ကိုရီးယားနဲ့ဇမားရှိတဲ့စစ်မဲ့စုံစီ ခီးစင်အပါအဝင်တောင်ကိုရီးယားစီအလဲပတ်ခီးစင်အတွင်တောင်ကိုရီးယားကကွယ်ရေးဝန်ကြီးနဲ့အတူဟက်ဇက်ကပြောလိုက်တာပါ တောင်ကိုရီးယားမှတက်ဆွဲထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်28,500ကိုတရုတ်အပအဝင်ကျွန်းဆွယ်ပြပကပရိပခရီမှသုံးနိုင်မလားလို့မေးမြန်းရမှာဟက်ဆက်ကနျူကလ িয়ার လက်နက်ပိုင်တဲ့မြောက်ကိုရီးယားရဲ့ရန်ကိုကာကွယ်ခြင်းကမဟာမိတ်အဖွဲ့ရဲ့ဤမှန်ချက်ဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ကာကွယ်ရေးကုန်ကြဆိုင်နဲ့တခြားကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ဆွေးနွေးချက်တွေကိုဖြည့်ရှင်းဖို့မျှော်လင့်ထားတဲ့ပူးတွဲကြေညာချက်တစ်စောင်ကိုနှစ်ဖက်စလုံးကဆောင်ရွက်နေဆဲလို့ဟက်ဆက်က ပြောပါတယ်ရှင်။ နီပေါ်နိုင်ငံဟာနိုဝင်ဘာလ၄ရက်ကဟိမဝန္ဒာတောင်တန်းတွေပေါ်ကတောင်တက်ခီစဉ်တစ်ခုအတွင်နှင်းတုပြိုကျအသေးဆုံးသူတွေထဲမှနိုင်ငံသားတအုပ်ပါတယ်လို့အတည်ပြုခဲ့ပါတယ်။တောင်တက်နဲ့စွန့်စားခံခီးသွွားလုပ်ငန်းညှို့ကြရေးမှုဟိမဲဂေါ့တန်ကပျောက်ဆုံးနေဆဲရှစ်ဦးကိုရှာနေတယ်လို့နီပေါ်နိုင်ငံခီးသွွားဌာနကပြောပါတယ်။ကစ်တမန်ဒူမြို့တော်အရှေ့မြောက်ဘက်ဒုလခခရိုင်မှာ ပေ18,490မြင့်နဲ့ရာလင်း ရီဟီမာတောင်ပေါ်ပျောက်ဆုံးနေသူတွေထဲမှာနိုင်ငံသားငါးဦးပါတယ်လို့ရဲရရှိဂီယန်ကူမာမဟာတိုကရိုက်တာသတင်းဌာနကို ပြောပါရယ်ဒေဆုံပျောက်ဆုံးနေတဲ့နိုင်ငံသားတွေရဲ့နိုင်ငံတွေကိုချက်ချင်းမသိရသေးပါဘူးတရားရတောက်တက်သမားလေးဦးကိုနီနာကရွတ်ရွာစီရှေ့ပြောင်းပစ်ခဲ့ပြီးပျောက်ဆုံးနေတဲ့တောက်တက်သမားတွေကိုရဟတ်ရင်နဲ့ရှာဖွေမှုအပါအဝင် လုံးဆရာရှိတာတွေကိုဆက်လုပ်နေတယ်လို့မဟာတူကပြောပါတယ်။ရာလီဟီမာ တောင်ဟာနီပေါ်နိုင်ငံအရှေ့မြောက်ပိုင်းက ရိုဝါလင်ကြိုက်ဝဲမှရှိပြီးဒီနေရာမှာတောက်တက်သမားတွေဟာကြောက်တုံရေခဲနဲ့နှင်းတွေရောပြီးပြိုကျတာကိုရင်ဆိုင်ရလေးရှိပါတယ်ရှင်ပရီးမီးယားလိဂ်မှာရုတ်ကက်နေရတဲ့ Wolf အသင်းဟာ Man United နိပြဟောင်း Eric Ten Hag ကိုခေါ်ယူခန့်အပ်ဖို့ဆွေးနွေးနေပါတယ်။ Holland နိပြဟာအခုနှစ်စက်တင်ဘာလတရနေ့က German club Leverkusen နိပြရာတို့ကနေထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီးပရီးမီးယားလိဂ်စီပြလာဖို့ဆန္ဒရှိနေတယ်လို့သတင်းထွက်နေသူပါ ဝူဖ်အသင်းဟာဆယ်ပွဲပြီးမှ နိုင်ပွဲမရသေးဘဲမှတ်ပေစရာအောက်ဆုံးမှရပ်တည်ခဲ့ပြီးနောက်နီးပြပါရဲရားကိုရာထူးကနေထုတ်ပယ်ခဲ့တာပါအရစ်တန်ဟာဟာမန်ယူနိုက်တက်မှာဆူဖလာနှလုံးရောက်ယူပေးခဲ့သူဖြစ်ပြီးပရီးမီးယားလိမှာမပြီးဆုံးသေးတဲ့အရာတွေအတွက်ပြန်လာဖို့ဆန္ဒရှိနေကြောင်း The Times သတင်းမှာဖော်ပြပါရယ် Wolf အသင်းဟာ Chelsea နဲ့ပွဲအတွက်ယာယီနည်းပြတွေကိုတာဝန်ပေးထားပြီးအရစ်တန်ဟာကိုဦးစားပေးခေါ်ယူဖို့ဆက်လက်ကြိုးပမ်းလျက်ရှိပါရယ်ရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကို ရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရရှိတဲ့တွင်ကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျမကတော့ချေချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင် က်တာပြည်သက်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လင့်တက်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖကြားခြင်းတော်တူ DPP အစီအစဉ်ပြန်လည်ထုတ်လင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမဲ့သူကတော့မတ်တီဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဒီဟုတ်ကဲ့မင်္ဂလာပါကောင်းကျော်ရေပက်စီတိဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DPP အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လင့်မဲ့အချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့ဒီရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကပေးပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖက်ပြခြင်းပါတယ်ခင်ဗျာခြေသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်တော့တူ DPP မှာအခုနဲ့အမမင်္ဂလာပါရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခိုင်တိုက်ကြီးမြို့နယ်ဂျွာသားနဲ့တော်ခရမ်းကြကတအားခွေးုံကလက်စင်မီကိုညအချိန်မတော်မှသွတ်ပေးပါတယ်ဘနဲ့ဆိုမိုးလင်းတာနဲ့ချက်ပလိုက်ပါတယ် နှိဘက်ဆိုရင်တော့လုံးဝမီးမယားရှိပါဘူးကြီးရွာအုပ်ချုပ်ရေးမှုတွေကလည်းအလုံးမလုံးပါဘူးတိုက်ကြီးမြို့နယ်လျှက်စစ်ဝန်ကြီးများကလည်းဆောင်ရွက်ပေးခြင်းမရှိသလိုတိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှုကလည်းထိရောက်စွာဆောင်ရွက်ပေးခြင်းမရှိပါဘူးကျွန်တော်တို့ကိုနေရောညပါသုံးကျင်လို့လျှက်စစ်မီတာကိုစိမ့်ကို10နဲ့ချီပြီးတော့မီတာကိုယူထားတာပါတလမှာမီတာ300ရာက15ရက်လောက်ပဲသုံးရပါတယ်နှိဘက်ဆိုရင်တော့လုံးဝမသုံးရတာတစ်နှစ်ကျော်ပါပြီ ိုင်းဒေသကြီးမှာလျှက်စစ်ဝင်ကြီးများသိရှိစေရန်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီး KI ဒါတိုက်ကြီးမြို့နယ်ဒီရွာသားနဲ့တော်ခင်းကြားထဲမှာရှိတဲ့ဒီတအားခွဲရွာနေပြီးတော့ဒီလျှက်စစ်မီဒါနှိညဘက်မှာပဲပြေးတယ်နှိဘက်ဆိုရင်လုံးဝမပြေးတဲ့အကြောင်းရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DPP အစီအစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ရေအခုတစ်ခါညီမဖတ်ပြပေးမယ်ပေးစာကတော့ဘယ်ဒေတာပေးဖို့လဲဆိုတော့တော့မြေးထားဘူးပေါ့နော်အသက်89နှစ်ရွယ်အဘတယောက်ရေးသားလာတဲ့ရေးဖွင့်စာပါရှင်မင်္ဂလာပါတဲ့ပြောပြရစီအဘကအသက်89နှစ်ရှိပါပြီမြန်မာနိုင်ငံမှာလုံခြုံမှုမရှိတော့တာနိုင်ငံတကာကမသိတော့ဘူးလားလို့မေးစင်ပါတယ်အဘရဲ့မိကလေးအခုနှစ်9လပိုင်း9ရက်နေ့ကပေါ်တာဆွဲခံခဲ့ရပါတယ်ပဲနှုတ်ပြီးအပြတ်မှာဆွဲခံရတာပါအခုတော့တည်သွားပါပြီဒါကြောင့်အဖိုးတယောက်အနေနဲ့ဘယ်လိုမှမခံစားနိုင်ပါဘူး ီမီလေးပါတနှစ်သားကလေးနဲ့အမျိုးသမီးကျန်ခဲ့ပါတယ်ဘလို့ဆက်ပြီးနေထိုင်စားတောက်ရမလဲစဉ်းစားလို့တော့တွေးဝင်စရာဖြစ်နေပါတယ်ဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်ကဘာမသိအခုလိုမျိုးဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ့လေဒါစစ်မှုထမ်းနေရတဲ့ခြေနေဒီပေါ်တာဆွဲခံနေရတဲ့ခြေနေ